ချင်းတောင်တန်းပေါ်မှာဝါလကင်းလို့တရေကျွတ်တဲ့အခါမှာဖြစ်စီတကြံတွင်ရောက်တဲ့အခါမှာတော့ဗုဒ္ဓဘာသာခံယူဝဲရှင်ယဟန်ပြုဝဲတရားစခန်းဝဲပြုလုပ်ပါတယ်20နှစ်တိုင်ဝင်လာသမယပုဂ္ဂိုလ်သင်္ကန်းဝိချင်စိတ်ရှိသောမြည်သူမယွေပရိခရာ7ပါအခမဲ့လှူဒန်းပြီးတော့တရားစခန်းဒုံလဘဝတ်ပွဲပြုလုပ်ပါတယ်ဗုဒ္ဓဘာသာခံယူဝဲတွေပြုလုပ်ပါတယ် အမှန်တရားရဲ့ဗုဒ္ဓသင်တန်းနေပြီးပါတယ်။ချင်းတိုင်းရင်သာတိုင်းရင်သူပြီးပါမယ်89ခုလို့ဟာလူရန်ထောက်ပံ့ပွဲတွေကိုလည်းကြီးွာအနှံ့မှာလိုက်လုပ်ပြီးပါတယ်။ချင်းတိုင်းရင်သာမျိုးနွယ်စုတွေဗုဒ္ဓဘာသာဝင်ပွဲတွေကိုလည်းကြီးွာအနှံ့နေမှာပဲပြုလုပ်ပြီးပါတယ်။တကြံတစ်ခုသောကာလဘုံဘုံထံဘာမှာဗုဒ္ဓဘာသာဝင်လာကြတဲ့တောင်တန်းဘော်ကတိုင်းရင်သာမျိုးနွယ်စုတွေသူတို့ကိုယ်တိုင်သင်္ကန်းဝတ်တယ်။သူတို့ကိုယ်တိုင်တရားစခန်းဝင်တယ်။ နော်သူတို့ကိုယ်တိုင်ဘုံဘုံရဲ့တန်ပါမှာအမှန်တရားရဲ့အရေးအောက်မှာပဲဟောသူတို့နေကြပြီပြောကြပြီတချိန်တခါတော့သူတို့ဟာဘုရားဘာသာဟုတ်ရဲ့လားအမှန်တရားကို မသိသေးဘူးအခုဒုတိယမြောက်မှာလက်အုပ်ချင်နေတဲ့ဆရာတော်ကြီးကတော့ဘုံဘုံဖေရတပည့်တော်အသက်80ပြည့်ပြီဖေရဒီတခါပဲသင်္ကန်းဝတ်ပူသေးတယ် ဘုံဘုံရဲ့အရင်ဆရာတော်ကြီးဥတီလောကဟာခါမြို့မှာ23နှစ်တရင်တုံးမှုတယ်အဲ့ဒီတုန်းကတပည့်တော်တို့မိသားစုဗုဒ္ဓဘာသာ ဖြစ်ခဲ့ဒါပေမဲ့ဘုရားဟာခါမြို့မှာလည်းဘုံကြီးကတပါးမိုင်40ဝေးတဲ့ဖလန်းမြို့မှာလည်းတောင်တန်းသာသနာပြုဆရာတော်ကြီးရှင်ဘုဒ္ဓမသာရတပါး23မိုင်ဝေးတဲ့တန်တလန်မြို့မှာလည်းဘုံကြီးကတပါးသုံးမြို့ပေါင်းမှာ၃ပါးတည်းရှိတဲ့အတွက် ငါးပါးမပြည့်လို့တပည့်တော်တို့တိမ်မဝင်ခဲ့ရဘူးဗျာပဇင်းမတက်ခဲ့ရဘူးဗျာတဲ့အခုမှပဲတပည့်တော်ကိုယ်တိုင်ပဇင်းတက်ခဲ့ရပြီရဟန်းခံခဲ့ရပြီလို့ဝမ်းမြောက်ဝမ်းသာလျှောက်ထားတဲ့ဆရာတော်ကြီးကိုကိုယ်တိုင်သင်္ကန်းဝတ်ပေးနေတာဗျာတချိန်ပဲသင်္ကန်းဝတ်ရဟန်းခံဘူးပါတယ်ဆိုတော့ကိုတော်ကြီးသူကိုယ်တိုင်တရားတွေအားထုတ်လို့သူကိုယ်တိုင်ဘုရားရဲ့ ဝိပဿနာတွေကိုကိုယ်တိုင်ကျင့်ကြံအားထုတ်ဟောသိစဉ်လောင်းတဲ့အခါမှာသူတို့နဲ့ဆက်နွယ်သောပတ်သက်သောဗုဒ္ဓဘာသာဝင်လာသောတိုင်းရင်းသားမျိုးနွယ်စုတွေကယခုလိုအဖြူစင်ဆုံးအမျက်ဆုံးရဟန်းတော်တွေကိုသိစဉ်လောင်းလှူကြတယ်။သိစဉ်လောင်းလှူတဲ့ပွဲလဲချင်းတောင်တန်းမှာမရှိဘူးလား။ဘာသာရေးအောင်ပွဲတွေချင်းတောင်တန်းပေါ်မှာအခုလိုဖြစ်နေပြီ။ဘာသာရေးအထိမ့်မှပွဲတွေလဲချင်းတောင်တန်းမှာဆောင်ရွက်လုပ်ကြနိုင်ကြပြီ။ ဗုဒ္ဓဘာသာဝင်လာတဲ့ပုဂ္ဂိုလ်တွေကိုတာဝန်ရှိအကြီးအကဲတွေကလည်းဝမ်းမြောက်ဝမ်းသာ လက်ကမ်းကြိုဆိုကြတယ်။ယခုလိုဗုဒ္ဓဘာသာ ဝင်လာတဲ့မိသားစုတွေတို့အကြီးအကဲတွေအားလုံးဗုဒ္ဓဘာသာဝင်မိသားစုတွေအားလုံးကအခုလိုလက်ကမ်းကြိုဆိုတောင်းတောင်းဖျားဖျားခရူးကြိုဆိုတော့ဝင်လာတဲ့မိသားစုတွေလည်းဝမ်းမသာဘူးလား။အိုးတို့ဝင်တဲ့ဗုဒ္ဓဘာသာဟာခိုင်မာတဲ့ဘာသာပဲ။အမှန်တရားသိတဲ့ဘာသာပဲ။ဗုဒ္ဓဘာသာတွေကတို့ကို ချင်းဘမမခွဲခြားပဲအားလုံးကကြီးကြီးပြူပြူကျိုးဆိုးတယ်ဟေးဆိုတော့မျိုးနွယ်စုတွေအားလုံးအခုဗုဒ္ဓဘာသာလေးကိုဝင်ကြတယ်ဘုံဘုံပြန်ဝင်ထားတဲ့ဒီစာရွက်လေးကိုအစအဆုံးဖတ်လိုက်ဘယ်နှစ်နှစ်မှဘယ်နှစ်ယောက်ဘယ်နှစ်နှစ်မှဘယ်သူတွေရှင်ပြုတယ်ဆိုတာအားလုံးမသိရဘူးလားဘုံဘုံရဲ့ဓမ္မမှာပြိဿဘလောက်ဗုဒ္ဓဘာသာဝင်သွားပြီလဲဘဏ္ဍပရှင်ယဟန်ခံလို့ဘဏ္ဍပမြေသွားပြီလေအခုဘုံဘုံရဲ့စာတင်တိုက်က မန္တလေးပရိယတ္တိတက္ကသိုလ်ရန်ကုန်ပရိယတ္တိသာသနာ တက္ကသိုလ်အထိနော်တက္ကသိုလ်ဝန်တန်းဝင်ခွင့်ရဓမ္မစရိယဘီအဘွေရတဲ့သာတပည့်တွေလည်းမြောက်များစွာ ပေါ်ထွန်းနေပြီဒါကြောင့်ဖုံဖုံရဲ့စာသင်တိုင်းလေးကိုဖုံဖုံရင်မပေါက်ခွာသောဓမ္မစရိယဘီအဖြစ်သောတပည့်စာကြဘုံကြီးခုနှစ်ပါးနဲ့စီမံကုတ်ကဲအုပ်ချုပ်တောင်တန်းပေါ်မှာသာသနာပြုတဲ့အတွက်စာသင်တိုင်းလေးဟာအောင်မြင်ပါတယ် มาอมเย็นมุล่ะเฮตะบี้ดิแลซีเนี่ยกั้นเนี่ยตาธนาอจุฤดิโกเตยบุ่นနိုင်เกบาบีเตะเจ้ามุโลพุทธตาธนารอจีหาตาธนาปิゅเยออมเย็นเนี่ยบ่ปิゅเยบ่ออมเย็นได้บุเฮพุทธตาธนารอจีอโจโกตอโกตาวงโกติโกตาวงโกท้านพี่รอชื่อท้านมาพ่อมุโลยุยุชွญชွญตอเข็ดๆเข็ดๆโกตาธนารอเยอตีป่วนนี่อะคู่หลอกยาออ ဘုံဘုံတို့သာသနာကြိုးစားပြီးပြုနေတဲ့အချိန်မှာ နောက်တန်းကညီလေးတွေမြမလေးတွေကလည်းကိုယ်သာသနာတော်ကြီးပို့ပြီးတော့ခိုင်တဲ့ခိုင်အောင်အကြိုးစားသင်ဘူးလားမမတ်ပေးသင်ဘူးလားနောက်တန်းလုံမှရှေ့တန်းပြုလို့ရတယ်နောက်တန်းမလုံဘဲနဲ့ရှေ့တန်းကို ပြုလို့ရပါမလား ရှေ့တန်းမှာဘုံဘုံတို့သာသနာပြုနေတော်လဲအကယ်၍ဤနောက်တန်းကလူတွေမလုံတော်ဘူးဆိုရင်ဘုံဘုံတို့ပြန်လာရမယ်။ဒီဆောက်ရှောက်ဒိန်ဒိန်သာသနာပြုရမယ်အလုပ်ကိုဗုဒ္ဓဘာသာတိုင်းမလုပ်ရဘူးလား။အခု9ရောက်တရားထိုင်နေတဲ့နောက်မှာအင်းကြီးအဖြူလေးနဲ့တရားထိုင်နေတဲ့ချင်းအမျိုးသမီးပါ။ဒါကချင်းဝတ်စုံနဲ့ထိုင်နေတဲ့ချင်းအမျိုးသမီးနာမည်ကမဆာနဲ့ဘသူလဲလဲဟဲ့ မဇ္ဈာနင်းဟာ15နှစ်တမီအရွယ်မှာအခြားပါသာဝင်တယ်။နော်။အခြားပါသာဝင်ပြီးတဲ့အခါမှာဓမ္မတာအရအိမ်တော်ပြုတယ်။သားလေးတယောက်ဝေဖွာတယ်။အခြားပါသာဝင်နေလွှမ်းမိုးအောင်သူသည်တရားဟောဆရာမှဖြစ်တယ်။အခြားပါသာလွှမ်းမိုးအောင်ရွတ်ရွတ်ချွန်းချွန်းဘာသာရေးခေါင်းဆောင်အဖြစ်တောင်းတန်းပေါ်မှာနေရာအနှံ့ရွာ အနှံ့သာသနာပြုတဲ့မဇ္ဈာနင်း ဗုဒ္ဓဘာသာထုံးဖို့လားအခြားဘာသာထုံးဖို့လားအခြားဘာသာထုံးဖို့သူသာသနာပြုလိုက်တာဟေအောင်မြင်လိုက်တာရွာတိုင်းရွာတိုင်းမှာသူဘာသာဝင်တွေသူ အသင်းတွေများတယ်တနေ့တော့အခါသူအိပ်ပြောနေနေချင်းချင်းအိပ်ပြောနေတဲ့အချိန်မှာပြိဿကြီးသူအိပ်မဲ့မဲ့တယ်သူရဲ့အိပ်မဲ့သေးဘူးဟောရီရဲ့ မြို့တိုင်းမြို့တိုင်းရွာတိုင်းရွာတိုင်းဟောဒီပြိသက်တွေထဲမှာမရှိတော့ဒီပြိသက်တွေရဲ့အသွင်ယုံပြိုးမဟုတ်တော့ပုပ်ကိုဒုတိယသူ့အိမ်မက်ထဲကိုခဏခဏလာတယ်အဲ့ဒီလိုလာတဲ့အခါမှာဒီပုပ်ကိုသူမြင်ခြင်းနဲ့သိခြင်းနဲ့တွေ့ခြင်းနဲ့ရှားနေတာကြာတယ်တနေ့တော့အခါဟာခါမျိုးတော့ဥုံနေဆိုတော့ဘုံဘုံเจ้าမှာဥုံလာဆောင်လာဆောင်တဲ့ဘုရားဘာသာဝင်နေနဲ့ယင်းပြီးတော့သူပါလာ ဒီလိုပဲဓမ္မယုံထဲမှာဩဃာသဆိုပြီးတော့ကြောလိုက်တဲ့အခါမှာဘုန်းဘုန်းကကြည်ရတယ်ဩဃာသဆိုပြီးကြောလိုက်ရင်ဥချလိုက်ရင်ဗုဒ္ဓဘာသာဥမချပဲမတ်တက်ကြီးတောင်းပြီးနေရင်အဲ့ဒါအခြားဘာသာဝင်အကဲမခတ်ရဘူးလို့ဒီအကဲကိုမခတ်ဘဲနဲ့တွူရီယာတွေရှောက်ပြောနေရင်တစ်ဖက်ဘာသာကျင်းတ်ပါမလားဒါကြောင့်မို့လို့အကဲခတ်ပြီးတော့ကြည်လိုက်တော့ဒီအမျိုးသမီးအပါအဝင်6ဦး9ဦးလောက်လုံးဝမရှိဘူး ုတ်ပြီငါပြိတ္တထဲမှာအချားပါတော်ဝင်နေပါနေပြီငါတရားဟောတဲ့အခါမှာဘာသာရေးပฏิပခမဖြစ်စေသောအတိနဲ့ဟောမှဖြစ်လိမ့်မယ်ဆိုပြီးတော့တတိနဲ့ဟောရတော့ဟောတရားဝေကြီးပြီးသွားတဲ့အခါမှာဒီအမျိုးသမီးကဖုံးဖုံးကိုလာလျှောက်ဆရာတဲ့ဒီဆရာတရားဟောနေတဲ့ဆင်မြင့်ဟိုနောက်ကပလင်ပေါ့ဖုံးဖုံးတို့ခေါ်ပလင်ပေါ့ အဲ့ဒီအပေါ်မှာထိုင်နေတာဘယ်သူလဲတဲ့ဟာအဲ့ဒီထိုင်နေတာတော့ဒုဗ္ဗာသာရဲ့အနိုင်မဲ့ဂေါတမဗုဒ္ဓပဲကျမရဲ့အိမ်မထဲကိုခဏခဏလာနေတာသူပဲတဲ့သူ့ရဲ့အိမ်မထဲကို အမြဲတမ်းလာနေတာဖရာမဖြစ်ဘူးလားဒီပရိသတ်တွေရဲ့အသွင်မျိုးလည်းမဟုတ်ဘူးကျမသူ့ကိုမြင်ခြင်းနဲ့သိခြင်းနဲ့တွေ့ခြင်းနဲ့ရှာနေတာတဲ့အခုတွေ့ပြီ အဲ့ဒီအချိန်ကစအဲ့ဒီချင်းအမျိုးသမီးဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့တဲ့ဟိဗုဒ္ဓဘာသာဝင် ဖြစ်ပြီးတဲ့အခါမှာဖြစ်ယုံနဲ့မဟုတ်ဘူးနော်ပုံမုံရှိမှသူအစ္ဆတကိပါဏုဘိတံဗုဒ္ဓံတရဏကိစ္ဆာမိပုံရောမိတရဏအညာနတ္တိဗုဒ္ဓံတရဏကိစ္ဆာမိတရဏကုံစောင့်တည်ပြီးတော့ဗုဒ္ဓဘာသာဝင်သွားလို့ဗုဒ္ဓဘာသာဖြစ်ယုံမဟုတ်ဘူးနော်တပည့်ဘာသာကိုစွန့်ခွာ ူဝင်လာတဲ့ဗုဒ္ဓဘာသာကိုအာကျိုးမှန်တက်နဲ့တရားဝင်တရားထွက်လိုက်ပြီးတော့စီယုံသာသနာပြုလိုက်တာ40နဲ့2ယောက်ရဘယ်နှစ်ယောက်ရဗုဒ္ဓဘာသာဘုံဘုံရဲ့ကျောင်းမှာအခြေခံသင်တန်းတစ်ခါဖွင့်ရင်15ရက်တစ်ခါဖွင့်ရင်15ရက်နှစ်ကြိမ်ဖွင့်နော်နှစ်ကြိမ်လုံးလုံးသူသင်တန်းတက်တင်နှင်းစင်းသွားပြီးတဲ့အခါမှာသူတိတဲ့ဗုဒ္ဓအတိတရားတွေနဲ့လိုက်ပြီးတော့စီယုံတာဘယ်နှစ်ယောက်ရလဲ 40နဲ့2ယောက်ရသူရဲ့သူ့သားလေး2ယောက်ရပေါင်းလိုက်တော့40နဲ့9ယောက်လုံးလုံးဘုံဘုံရဲ့ဓမ္မမှာဒုက္ခဘာသာ ခံယူဝဲကြီးအကြီးကျယ်လုပ်ခဲ့တယ်ကိုယ့်ဘာသာကိုဝင်ယုံနေမဟုတ်ဘူးခင်သာသနာမပြုတ်ဘူးလားရွရွချွန်ချွန်သာသနာပြုလို့အောင်ပွဲတွေရခဲ့တဲ့အမျိုးသမီးဟာအရင်ကဗုဒ္ဓဘာသာ ဟုတ်ရဲ့လားတမျိုးຫນွေလုံးဗုဒ္ဓဘာသာမဟုတ်တဲ့အမျိုးသမီးတယောက်ဟာယုံကြည်မှုအပြည့်နဲ့ဗုဒ္ဓဘာသာထဲဝင်လာတဲ့အခါမှာ တာဝန်ရှိရှိတာဝန်တည်တည်သူသာသနာမပြုတ်ဝေးဘူးလားကဲတော်ရှစ်ဆက်သူဘာတွေအောင်မြင်တယ်လဲသူနဲ့အတူလက်တွဲသာသနာပြုခဲ့သောချင်းသာသနာပြုကောင်းဆောင်ဗုဒ္ဓဘာသာဝင်လာတဲ့ချင်းအဖိုးကြီးဥရာလိန်မဆာနင်းနဲ့ဥရာလိန်ဥရာလိန်နဲ့မဆာနင်းကိုဘာသာသာသနာအကျိုးတွေကိုတောင်းတန်းပေါ်မှာဒီဆရာတော်နဲ့လက်တွဲပြီးဘာတွေဆောင်ရွက်လို့ဘာတွေအောင်မြင်တယ်လဲ င်းမှမတွေ့မှုချရန်မေးဝေကွာ banana. 再眼没